ကိုဇော်ဟိန်ကောက်မိုင်ရှင်မင်္ဂလာပါခင်ဗျာဝနကလင်း160ရတဲ့2026မော်ဒယ်တက်ဘယ်တော့ထွက်ဖို့ရှိလဲတဲ့ Okay တကယ့်ကိုမေကွန်းကောင်းလေးပါအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အဲ့ဆိုတော့အဲ့ဒီမေကွန်းလေးကိုဖြစ်ရမယ်ဆိုရင်တော့ဝနကလင်း160က2026မော်ဒယ်ဆိုပြီးရင်ကျွန်တော်ခံမှန်းချက်အရာတော့ဒီနှစ်ကုန်ပေါ့ကျွန်တော်ထင်တယ်ဒီဇင်ဘာလထဲမှာတော့ထွက်နိုင်ရည်ရှိတယ်လို့တော့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုရင် Honda ကကျွန်တော်တို့က လေးနှစ်တစ်ကြိမ်ကိုကျွန်တော်တို့ကပုံစံပြောင်းလေးရှိတယ်ဒီဇိုင်းချိန်းလေးရှိတယ်ပေါ့အဲဒါဆိုတော့အခု Honda Clique 160က2022ခုနှစ်မှာထွက်လာတယ်နော် Honda Clique 160က2022ခုနှစ်မှာ Honda ကစတဲ့မိတ်ဆက်လိုက်တယ်အဲဒါဆိုတော့2022 2023 24 25 25ထိကပုံစံအတူတူပဲဒီဇိုင်းအတူတူပဲပေါ့နော်အဲ့ဒါဥမာဈာထဲမှာကာလာလေးတွေဆိုင်ကယ်အယောင်လေးတွေပြောင်းသွားမယ်စတီကာလေးတွေပြောင်းသွားမယ်ဒီလိုမျိုးလေးတွေပဲပြောင်းခဲ့တာပေါ့နော်ခုပြီးခဲ့တဲ့2024 model နဲ့2025ဆိုရင်လုံးဝပုံစံအတူတူပဲနော်နှိုးနှစ်အောင်လေးတွေထွက်တယ်နှိုးနှစ်အောင်လည်းအတူတူပဲ special edition ကလည်းအတူတူပဲနော်အဲ့ဒါဆိုတော့2024 model နဲ့2025 model ဆိုရင်ဒီဇိုင်းကလည်းအတူတူအယောင်ကလည်းအတူတူစတီကာတွေကလည်းအတူတူ တည်တံ့ထွက်လာတာမျိုးတော့မရှိဘူးအဲ့ဒါဆိုတော့ကျွန်တော်ခံမှန်းချင်းအရဆိုရင်ဝင်တာက၄နှစ်တကြိမ်ဒီဇိုင်းချင်းလေးရှိတာဖြစ်တဲ့အတွက်အခု လာမယ်2026မော်ဒယ်ဆိုရင်တော့ဒီဇီးလုံးဒီဇိုင်းချင်းသွားဖို့ရှိတယ်ဒီဇီးလုံးဒီဇိုင်းချင်းသွားမယ်လို့ဒါကျွန်တော်ကတော့မျှော်လင့်ထားတယ်အဲ့တွင်သူကအဲ့လိုမျိုးဒီဇိုင်းချင်းတော့မယ်ဆိုရင် ရှေ့မှာတော်တော်နဲ့မိတ်မစစ်ဘူးပေါ့ဗျာဆိုလိုချင်တာကတော့အဲ့လိုမျိုးထွက်မလာတာကိုခမန်းတုံးတက်ကြည့်ရမယ်ဆိုရင်တော့လာမယ့်2026မော်ဒယ်မှာတေးကြတာကတော့ဒီဇိုင်းပြောင်းဖို့ စတေကာတွေပြောင်းဖို့ဆိုင်ကယ်အယောင်တွေပြောင်းဖို့ကတော့ရန်ကန်လုံးတော်တော်များတယ်ဆိုင်ကယ်အယောင်တွေပြောင်းဖို့ဆိုတဲ့နေရာမှာလည်းเนาะလူကြိုက်အများဆုံးအယောင်တွေကတော့ဆက်လက်ပါတာမျိုးဖြစ်ဖြစ်မှာပေါ့เนาะဥပမာကျွန်တော်တို့အနစ်ယောင်ပေါ့အနစ်ယောင်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးပေါ့အဲ့လိုမျိုးလူကြိုက်အများဆုံးအယောင်တွေကတော့ဆက်လက်ပါတာမျိုးရှိကောင်းရှိမယ်ပြီးရင်နုနစ်ယောင်ပေါ့နုနစ်ယောင်ဆိုလည်းအခုဈေးကွက်ထဲမှာလူကြိုက်များတယ်ပေါ့เนาะအဲ့ဆိုတော့နောက်နောက်ဆက်ကြောင့်မော်ဒယ်ကဒီဇိုင်းပြောင်းမှလာဆိုရင်ပြောင်းဖို့ရန်ကန်လုံးများတယ်ဘယ်တော့လောက်မိတ်ဆက်နိုင်ကြီးရှိလဲဆိုရင်တော့ကျွန်တော် ခမှန်သုံးတဲ့ချက်ကတော့ဒီနှစ်ကုန်ဒီဇင်ဘာလလောက်မှာဒီနှစ်ကုန်ဒီဇင်ဘာလလောက်မှာထွေးရှိနိုင်တယ်လို့ခမှန်သုံးတတ်ရတယ်။ဘာလို့လဲဆိုရင် လောင်လောင်အကူဟိုးရင်နှစ်တွေတုန်းကခွန်နာကလစ်မိတ်ဆက်တဲ့အချိန်နေခွန်နာစကူပီမိတ်ဆက်တဲ့အချိန်နေကိုသူ့ရဲ့လတွေကိုတွားကြည့်လိုက်တဲ့အခါမှာဒီလိုမျိုးနှစ်ကုန်ပေါ့ဒီဇင်ဘာလထဲမှာမိတ်ဆက်ခဲ့တဲ့ဟာတွေရှိခဲ့ဘူးတဲ့။ခွန်နာဆိုင်ကလေးမော်ဒယ်အစ်စ်ဒီဇိုင်းအစ်စ်နဲ့စတဲ့မိတ်ဆက်ခဲ့တဲ့သူ့ရဲ့တမိုင်းကြောင်တစ်ချက်ကိုပြန်လည်ကြည့်မယ်ဆိုရင်နော် အခုလိုမျိုးဒီဇိုင်းပြောင်းကနေဆိုရင်နှစ်ကုံကဒီမှာမိတ်ဆက်လေးရှိတယ်အဲဆိုတော့ကျွန်တော်ဟိုးရင်နှစ်တွေတုန်းကလည်းကလစ်ပုံပြောင်းထွက်တော့မယ်ဆိုရင်ဒီဇင်ဘာလထဲမှာမိတ်ဆက်ခဲတဲ့ဟာတွေရှိခဲ့ဘူးတယ်အဲ့တွင်အခု2016မော်ဒယ်ကလည်းလာမယ့်ဒီဇင်ဘာလထဲမှာမိတ်ဆက်နိုင်ကြီးရှိတယ်လို့တော့ဒါကျွန်တော်ကတော့ခံမှန်တုံးတက်ရပါတယ်ခင်ဗျဟုတ်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျ